တေဂာနီလူကြီးတွေကျွန်တော်တို့အရွယ်တွေ60ကျော်80ကျော်တွေเนาะအခုမိုက်နေကြမခံစားတတ်တေပဲတေကြတော့မခင်ဗျားတို့ဘာလုပ်မှာခင်ဗျားတို့အာနာရလို့ခင်ဗျားတို့ဘာလုပ်မှာခင်ဗျားတို့ချမ်းသာတော့ခင်ဗျားတို့ဘာလုပ်မှာခင်ဗျားချမ်းသာတော့ခင်ဗျားဘလောက်ဒီပတ်ဆံကိုသုံးနိုင်မှာခင်ဗျားတို့အာနာရတော့ဒီအာနာကြီးမှာထိုင်ပြီးတော့ဟုတ်လားငါဟိုလာဖြစ်အချမ်းရန်ချွေရန်နေနဲ့ဟုတ်လားအာဖြစ်ပြီးတော့ခင်ဗျားတို့ဟုတ်လား ဘုရားဝင်းမင်းအောင်လိုင်းကျွန်တော်မကြောက်ဘူး။ဘာကြောက်စရာလို့စစ်ကောင်စီတက်နဲ့မင်းအောင်လိုင်းကိုအကြိမ်ကြိမ်ဝေဖန်ပြောဆိုခဲ့တာကြောင့်အိတ်စိန်ထောင်ထဲမှာဖမ်းဆီးရှုံးနှောင်ခံခဲ့ရပြီးပြီးခဲ့တဲ့ရက်ပိုင်းကမှထောင်ကပြန်လွတ်လာတဲ့ကြိုက်ထိုကငါမင်းဆွေကတော့မင်းအောင်လိုင်းတို့အဖွဲ့ကိုအခုတခါလဲပဲပဲနေနေဝေဖန်လိုက်ပြီးမင်းအောင်လိုင်းကိုမကြောက်ဘူးလို့လည်းပြောဆိုလာပြန်ပါပြီမြန်မာနိုင်ငံမှာလူငယ်တွေဟာနေ့စဉ်နဲ့အမျှအသက်ပေးသေးပွဲဝင်နေရတဲ့အချိန်မှာ မင်းအွန်လိုင်းတို့အဖွဲ့ကပလင်ပေါ်တက်ထိုင်ပြီးစီးစိန်တွေရင့်မှုနေကြတာကိုငါမင်းဆွေကရသရမရှိအောင်ဝေဖန်ပြောဆိုလိုက်ပါတယ်၂၀20ခုနှစ်အာနာသိမ့်ပြီးနောက်ပိုင်းစစ်တပ်ကိုထောက်ခံသူဗောမာတွေများစွာပေါ်ထွက်ခဲ့ပြီးအဲ့ဒီအထက်မှာတည်တဲ့သူတွေဖမ်းခံရတဲ့သူခံရနဲ့ကြက်ပြောက်ငှက်ပြောက်ပြတ်ကုန်ကြပြီးငါမင်းဆွေကတော့ရှာရှာပါပါတေးရွာပြန်ပြန်ပေါ်လာတဲ့ဗောမာတယောက်လို့ပြောရင်ရနိုင်ပါတယ်ဒီတမတော်သားစစ်သားလူငယ်လေးတွေကျွန်တော်တို့သားသမီးတွေ ကိုယ်သားသမီးသိတယ်လို့ခံစားနိုင်ရမယ်ခင်ဗျားတို့ခင်ဗျားခံစားနိုင်လားအဲ့လိုခံစားလားအဲ့လိုမခံစားလို့ဒီစစ်ပွဲကြီးကဒီနေ့ထိရှည်နေတာလွတ်လပ်ရရပြီလေအဲ့လိုခံစားတတ်မယ်ဆိုရင်ဒီစစ်ပွဲကြီးပြီးသွားတာကြာပြီနော်အဲ့တော့အဲ့ဒီသေးကနီးလူကြီးတွေကျွန်တော်တို့အရွယ်တွေ 60ကျော်80ကျော်တွေနော်အခုမိုက်နေကြမခံစားတတ်ဘူးသေပဲသေကြတော့ခင်ဗျားတို့ဘာလုပ်မှာခင်ဗျားတို့အာနာရလို့ခင်ဗျားတို့ဘာလုပ်မှာခင်ဗျားတို့ချမ်းသာတော့ခင်ဗျားတို့ဘာလုပ်မှာခင်ဗျားတို့ချမ်းသာတော့ခင်ဗျားဘလောက်ဒီပတ်စံကိုသုံးနိုင်မှာခင်ဗျားတို့အာနာရတော့ဒီအာနာကြီးမှာထိုင်ပြီးတော့ဟုတ်လားငါဟိုလာဖြစ်အချမ်းရံချွေရံနေနဲ့ဟုတ်လားအာဖြစ်ပြီးတော့ခင်ဗျားတို့ဟုတ်လားအဲဟဲခင်ဗျားတို့အာနာရရင်ခင်ဗျားတို့ဟုတ်လား ဟိုဂျက်လီမြန်နေနဲ့ဟာလာဟယ်လီကော်ပတာတွေနဲ့ဟာလာမာစီတီကားတွေနဲ့လန်ခရူဇာတွေနဲ့ဟာလာဟိုအိန္ဒိယကြီးတွေနဲ့ဘာလို့မှာနော်ခမရောသေပဲသေတော့မယ်မကြမ်းသေတော့မှာလူတက်တန်ခမရောတက်တန်ခမရောပြန်ကြည့်လိုက်အသက်80 60ကျော်ချွတ်80ဟမ်အဲ့လိုဟာကြီးတွေခေါင်းဆောင်ကြီးတွေဟာအဲ့လိုဟာကြီးတွေဘာလို့မှာဒီတိုင်းပြည်ငြင်းချမ်းမှု ဒီတိုင်းပြည်မှာလူငယ်လေးတွေတည်နေတာကိုကိုသားသမီးတည်တယ်လို့ခင်ဗျားတို့ဝန်နေတာအဲ့လိုဝန်မနေပဲနဲ့ခင်ဗျားတို့အာဏာရကိုခင်ဗျားတို့ချမ်းသာဖို့ဟဲ့ဘာလို့မှလဲခင်ဗျားတို့ဒီလောက်အသက်ကြီးနေပြီဟဲ့ခါခါဘာဘာလို့မှခင်ဗျားအာဏာရလို့ခင်ဗျားချမ်းသာလို့ခင်ဗျားဘာလို့သွားမှလဲခင်ဗျားသေမှာပဲခင်ဗျားသေမှာခင်ဗျားတို့သေတော့မှာအသက်80 80 60ကျော်ကြီးခင်ဗျားသေတော့မှာနော် ဲ့အဲ့ဒီပုံမှာမရင်မှုနေကြနဲ့အဲ့ဒါကြောင့်တိုင်းပြည်မငြိမ်းချမ်းတာလူငယ်လေးတွေကိုယ်သားသမီးအသေးမခံနဲ့ငြိမ်းချမ်းရို့တီဆောက်ညီညွတ်ရို့တီဆောက်သူ့ကျွန်တော်ကြောက်လည်းမကြောက်ဘူးဘုရားဝင်းမင်းအောင်လည်းကျွန်တော်မကြောက်ဘူးဘာကြောက်စရာလဲ